ငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခက်ခဲတွေကြုံနေတဲ့သူတွေငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့เนาะအဆင်ပြေခြင်းတဲ့သူတွေเนาะအကျွေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရရန်ရှိတဲ့သူတွေအကျွေးကျေခြင်းတဲ့သူတွေရှိတယ်ဆိုလို့ရှိရင် ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုစောင်းအောင်ဒီနားထောင်သွားပါကျွန်တော်တို့ဒဇောင်မုံလာပြီနေညနဲ့ဒဇောင်မုံလာပြီကျော်တရက်နေညနှစ်ညမှာပဲဒီရေဒီယိုကိုကျွန်တော်တို့ဒါစီရင်ဆောင်ရွက်ရမှာဖြစ်တယ်အဲ့တော့ဒီရေဒီယိုကိုကျွန်တော်တို့ဘယ်ချိန်မှာဆောင်ရွက်ရမှာလဲဆိုလို့ရှိရင်ဒဇောင်မုံလာပြီနေည9:00နာရီတိတိအချိန်နဲ့ဒဇောင်မုံလာပြီကျော်တရက်နေည9:00နာရီတိတိအချိန်မှာကျွန်တော်ခုပြောမယ့်ရေဒီယိုကိုတော့အစင်ပြေခြင်းတဲ့သူတိုင်းဒါလိုက်ပါပြီးတော့ဆောင်ရွက်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီရေဒီယိုဆောင် င်ရွက်ဖို့အတွက်ကဘာပစ္စည်းလေးတွေလိုလဲဆိုရင်ကျွန်တော်တို့ဒီလိုလင်မန်းလေးတစ်ချက်လိုတယ်အဲ့တော့လင်မန်းဘာလင်မန်းလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာကြေးလင်မန်းလေးကိုတောင်းထားတယ်မိတ်ဆွေတို့ကကြေးလင်မန်းမရှိလို့စက်တီးလင်မန်းလေးရတယ်ပြီးသွားရင်ကြွေရည်တောက်ထားတဲ့လင်မန်းလေးရအဲ့တော့လင်မန်းအသေးသေးလားကြီးကြီးလားသေးသေးကြီးကြီးလင်မန်းပြင်ရပြီเนาะ အဲ့တော့လင်မန်းထဲကိုကျွန်တော်တို့ဘာထည့်မှာလဲဆိုလို့ရှင်စံထည့်ရမယ်လင်မန်းထဲကိုเนาะအဲ့တော့လင်မန်းထဲကိုစံထည့်တဲ့အခါမှာစံကဘယ်လိုထည့်မလဲဆိုရင်တော့စံကိုအပြည့်ထည့်ပေးရမယ်ကိုလင်မန်းကကြီးရင်စံများများထည့်မယ်ကိုလင်မန်းကသေးတယ်ဆိုရင်စံကိုနည်းနည်းပဲထည့်မယ်အဲ့တော့အဲ့ဒီစံလေးကိုထည့်ပြီးတဲ့အခါကျရင်ဘာလုပ်မှာလဲဆိုကျွန်တော်တို့အိမ်ရှိမျက်နှာစာမှာကျွန်တော်တို့ခုနထိုင်းသပွဲကောင်လေးချပြီးတော့ပေါ့เนาะအဲအစင်ပြေသလိုလေးပေါ့ဒီချလဲပြီးလဲပြီးတော့ကျွန်တော်ဒီလင်မန်းလေးကိုအဲ့သပွဲလေးပေါ်မှာတင်းပြီးတော့ ဖယောင်းနိုင်ဘဏ္ဍာတိုင်စိုက်ပေးရမှာလဲဆိုရင်ဖယောင်းနိုင်ဒီလမန်းစံလေးတွေပေါ်မှာစက်တတိုင်တိတိကိုလဲစိုက်ပေးရမယ်စိုက်ပြီးတဲ့အခါကျလို့ရှိရင်တေချာလေးစူတောင်းပေးရမယ်အဓိကကတော့နံပါတ်1နေနဲ့ ငွေကြေးကိစ္စတွေအစဉ်ပြေသေးဖို့ကို့မှာအကျွေးတင်းနေတယ်ဆိုရင်အကျွေးကြေဖို့အကျွေးရကျင်တယ်ဆိုရင်အကျွေးရဖို့ကိစ္စလေးတွေကိုစူးတောင်းမေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်မေးလိုက်မယ်ထွင်းမင်းဘယ်လိုလုပ်ရမှာလဲထွင်းမင်းကို့အိမ်ထဲကိုပြန်သိမ်းတာတကယ်လို့တရက်တော့လုံးတကယ်လို့နှစ်ရက်စလုံးအစဉ်ပြေတဲ့သူကလည်းနှစ်ရက်စလုံးလုံးမယ်လုံးပြီးတဲ့အခါကျလို့ရှင်ဒီစံတွေကိုဘာလုပ်ရမှာလဲဆိုရင်ငှက်စာကျွေးတဲ့ကုသိုလ်လုပ်လို့ရတယ်တကယ်လို့လင်မန်းကြီးရဲ့လူကတော့စံခုနတပြေးလေးလုံး အဲခုနစမ်းတဲ့လူတွေဆိုရင်တော့ခုနချက်ပြီးတော့ခွေးစာကျွေးတဲ့ကုသိုလ်မျိုးလေးတွေလည်းဒါဆောင်ရွက်လို့ရတယ်အဲ့တော့ဒီရေတရားကိုယုံယုံကြည်ကြည်နဲ့လှုပ်ပါမိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့နော်ဒီတလတာအတွင်းမှာကိုတိတိတာတာတာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်ဒါဆောင်မုံလာပြီနေ့ကကျွန်တော်တို့စေးပေါင်းခနေတဲ့နေလည်းဖြစ်တယ် ပီယဒနာလာဘတွေနဲ့ဒါပြည့်နှက်နေတဲ့နေတနေလေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုနေမှာပဲကျွန်တော်တို့ဒီကိစ္စတွေကိုဆောင်ရွက်တဲ့ဆောင်ရွက်တဲ့အခါမှာပုံမိုးပြီးတော့ဒါထူးခြားမှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့တောကကျုံနေတဲ့ဒူတိုင်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့သေချာလေးဒါဆောင်ရွက်ပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့တဲ့ဒူတိုင်းလည်းပဲဒါ sharing လေးတွေဒါလုပ်ပေးပါအောင်လို့ကျွန်တော်အနေနဲ့ဒါပြောကြားခြင်းပါတယ်အဲ့တော့ဒဇောင်မုံလာပြီနေနဲ့လာပြီကျော်တရက်နေမှာကျွန်တော်တို့ဒီလင်မန်းပေါ်မှာစီရင်ထားတဲ့ တဲ့စံအလင်းတိုင်းเนาะရေတရာစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့ကျွန်တော်ရဲ့မိษွေခွနရသားသမီးတွေမှာကြုံတွေ့နေရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့အခက်အခဲကိစ္စတွေအစဉ်ပြေပါစေလက်လာပါတွေရှင်လန်းပါစေအကျွေးတွေကြေးပြီးတော့တထေးလောင်းနေလည်းဖြစ်ကြပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်